ရုရှားစစ်မြေပြင်မှာမျိုးလုံးတစ်လုံးလုံးတောင်မှတင်စားရလောက်တဲ့အထိအရေးပါတဲ့ radar စနစ်တစ်ခုကိုယူကရိန်းကဖျက်ဆီးပြလိုက်ပါပြီ။ American Dollar 56သန်းတန်ဖိုးရှိတဲ့ခမီစံပြတဲ့နေပညာရီနဲ့တိဆောက်ထားတဲ့ Zeslon Radar စနစ်ကယူကရိန်း drone ရဲ့လက်ချက်ကြောင့်မီးလောင်ကျွမ်းပြီးတော့ပြာကျသွားခဲ့ရပါပြီ။ဒါဟာရိုးရိုး radar တစ်ခုမဟုတ်ပါဘူး။စစ်သည်မော်ရီပေါ်မှာပဲတင်စင်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါဆိုရင်ဒီ radar ကဘာလို့ပင်လယ်နဲ့မာယာချီဝေးတဲ့ဂုံးတွင်းပိုင်းမှာရောက်နေ တာလေအဖြေကတော့ရုရှားကသူ့ရဲ့လက်နက်တိုက်မှာ ရွေးချယ်စရာတွေကုံဆုံးလို့နေပါဖြစ်နေလို့ပါပဲဒီဇက်စလွန်ရေဒါစနစ်ဘာကြောင့်တလောက်ရှားပါလဲဘာကြောင့်ပင်လယ်နဲ့ဝေးတဲ့နေရာမှာရောက်နေရတာလဲပြီးတော့သူ့ကိုဖျက်ဆီးနိုင်ခဲ့တာကရုရှားရဲ့စစ်ရင်တရားထဲမှာဘလို့အကြောင်းတွေပေါ်နေပြီလဲဆိုတာဒီနေ့ဗီဒီယိုမှာလေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင် ဗီဒီယိုဖိုင်တွေမှာယူကရိန်းဒရုန်းတစ်စင်းက truck ကားပေါ်တင်ထားတဲ့ radar စနစ်စီကိုဖောက်ခွဲဖျက်ဆီးဖို့အတွက်ဦးတည်လာနေတာကိုပြထားပါတယ်။ဖောက်ခွဲပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့အခြေအနေကိုတော့ဒိုင်းရိုက်မပြသထားပေမဲ့ radar စနစ်နဲ့သူ့ကိုတည်ယူတဲ့ truck ကားပါလုံးဝဖျက်ဆီးသွားပြီလို့ယူဆရပါတယ်။ဒိုက်ခိုက်ခံရတဲ့နေရာကိုဒိုင်းရိုက်ထုတ်ပြန်မထားပေမဲ့ Russian Civet Vlogger လွတ်လပ်သူတွေကတော့အဲ့ဒီ radar က Zeslon ဖြစ်ကြောင်းနဲ့ယူကရိန်းတပ်ဖွဲ့တွေကအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းအတည်ပြုခဲ့ပါတယ်။ Ukraine စစ်တပ်ရဲ့ Telegram အကောင့်ကတော့ဒေတိုက်ခံမှုကို cast data မှာလုံဆောင်ခဲ့ကြောင်းပြောပါရယ်ဒီနေရာဟာ Ukraine တပ်တွေအရင်ကတည်းကအောင်မြင်စွာထိုးပေါက်ဝင်ရောက်ခဲ့ပြီးတော့ Russia နယ်မြေတချို့ကိုသိမ်းပိုက်ထားနိုင်တဲ့နေရာဖြစ်ပါရယ်ဒါအပြင်စစ်တပ်အတွင်းက drone ကင်တွယ်ရေးတပ်ဖွဲ့တွေရဲ့နာမည်လှလှလေးတစ်ခုဖြစ်တဲ့ Ukraine လူမဲ့စနစ်တပ်ဖွဲ့က right 413တပ်ရင်း right 413 battalion ကတော့ဒီလိုရေဒါမျိုးကိုသူတို့ပထမဦးဆုံးတိုက်ခိုက်နိုင်ခဲ့ရလို့အစီရင်ခံခဲ့ပါတယ်။ဒါကယူကရိန်းစစ်ပွဲမှာအခမ်းကဏ္ဍတစ်ခုကိုစတင်လိုက်ပြီလို့ဆိုနိုင်ပါတယ်။ရုရှားစီးရေးပစ္စည်းတွေကိုတီးပြီးသားသူတွေအတွက်ဒီဖြစ်ရတစ်ခုလုံးကချက်ချင်းကိုအံ့ဩစရာဖြစ်စေပါတယ်။ယူကရိန်းကတိုက်ခိုက်ခဲ့တဲ့ Zaslon Radar စနစ်ရဲ့ပုံစံက သင်းမောပေါ်မှာအသုံးပြုဖို့ဒီဇိုင်းထုတ်ထားတဲ့ reader အမျိုးအစားပါဒီစနစ်ဟာစစ်သင်းမောရဲ့ဂုံးဘက်ပေါ်မှာပဲရှိတင်ပြီးတော့ truck ကားဘေးနေတဲ့ဂုံးလမ်းပေါ်မှာမောင်းနေဖို့မဟုတ်ပါဘူး Zeslon reader ကရုရှားရဲ့အစွမ်းထက်ဆုံးရေတပ်သုံးစောင့်ကြည့်ရေးစနစ်တွေတရားတစ်ခုပါမူလကပင်လယ်နဲ့ရေတပ်ရဲ့စစ်သင်းမောတွေရဲ့အတွက်တီထွင်ခဲ့တာဖြစ်ပြီးတော့ဒီခင်မီ reader ကရေမျက်နှာပြင်ပေါ်ကသင်းမောတွေအနှိမ်ပြန်တဲ့လေရင်တွေနဲ့ရေငုပ်သင်းမောရဲ့ prisco တွေကိုတောင်းမှထောက်လန်းနိုင်တာဖြစ်ပါတယ် ူကိုစစ်သင်ဘောရဲ့မျက်လုံးလို့အမှတ်ယူနိုင်ပါတယ်။ဗန်လေပြင်းမှာဘယ်အရက်ကမဆိုရန်သူအန်တီရဲကိုမြင်နိုင်ဖို့360ဒီဂရီမြင်ကွင်းဖွင့်ပေးနိုင်ပါတယ်။ဒီစနစ်ရဲ့ထောင်လန်းနိုင်စွမ်းကအလွန်လိုက်ကာဝေးစနစ်တွေနဲ့ဖွဲ့စည်းထားတာပါ။လီဒေရပြတ်မှတ်တွေအတွက်ဆန်စလွန် FM က လင်းရင်တွေကိုမိုင်185မိုင်အထိအကွာဝေးကနေထောက်လန်းနိုင်ပါတယ်။ဒါကဆီဗက်စတိုဘိုကနေအိုဒေဆာအထိအကွာဝေးလောက်ရှိပါတယ်။ဒီမျိုးနှမျိုးကပင်လယ်နက်ပေါ်မှာရှိတဲ့အရေးပါတဲ့ရုရှားနဲ့ယူကရိန်းစိတ်ကမ်းမြို့တွေပါ။ Zaslon Raiders နဲ့ကမြန်မာရဲ့အမြင့်မှာ ပြန်တန်းလာတဲ့လေရင်တွေကိုကီလိုမီတာ300မိုင်ပေါင်း186အထိအဝေးရနေထောင်လန်းနိုင်စွမ်းရှိပါတယ်ဒီလိုအဝေးရနေထောင်လန်းနိုင်တာကြောင့်ရုရှားတပ်ဖွဲ့တွေကလေရင်ရောက်မလာခင်တရ15မိနစ်နီးပါးချုပ်တင်သတိပေးချက်ရရှိနိုင်တာဖြစ်ပါတယ် ဒီအချိန်ပမာဏကရန်သူလေရင်တွေကိုတံပြန်တိုက်ခိုက်ဖို့လေကြောင်းရန်ကာကွယ်စနစ်တွေကိုပြင်ဆင်ဖို့ဓမ္မမဟုတ်တပ်ဖွဲ့တွေကိုအချိန်မီရွှေ့ပြောင်းဖို့အတွက် အဖိုးမဖြစ်နိုင်တဲ့အချိန်ပမာဏဖြစ်ပါတယ်။ Zenslon MF Raider စနစ်ကပြင်မတ်တွေကိုဘလောက်အကွာဝေးရနေထောက်လန်းနိုင်တယ်လဲဆိုတာထက်ပိုအရေးကြီးတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပါတယ်။အဲ့ဒါကတော့ပြင်မတ်တရာကိုတပြန်တည်းထောက်လန်းနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ခေတ်သစ်ရေတပ်စစ်ပွဲတွေမှာရန်သူတွေကကာကွယ်ရေးစနစ်တွေကိုလွှမ်းမိုးဖို့အတွက်ဒုံးကျည်တွေ drone တွေနဲ့အယောင်ဆောင်ပစ်မှတ်တွေအများကြီးကိုအသုံးပြုပြီးထိုးစစ်ဆင်လေးရှိပါတယ်။ Zenslon MF Radar ကတော့ လိုအခြေအနေမျိုးမှာပြည်မှတ်90ကိုတိကျစွာထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့် NDA အရှိဆုံးပြည်မှတ်တွေကိုအရင်ဆုံးကင်တွေဖြည့်ရှင်းဖို့လိုအပ်တဲ့ထိန်းချုပ်မှုဆိုင်ရာအချက်အလက်တွေကိုပေးစွမ်းနိုင်ပါတယ်။ဒီချိန်ထဲမှာပဲဂျန်တဲ့ပြည်မှတ်အားလုံးကိုလည်းအမြဲတမ်းသိရှိနေစေတာကြောင့်ကာကွယ်ရေးအတွက်အလွာလိုက်ပြင်ဆင်မှုတွေပြုလုပ်ဖို့မရှိမဖြစ်လိုအပ်တဲ့အချက်အလက်တွေရရှိစေပါတယ်။စီရေးလေးလာသူတွေနဲ့ဘလော့ဂါတွေရဲ့အဆိုအရယူကရိန်းကမေလအစောပိုင်းမှာတိုက်ခိုက်ခဲ့တဲ့ဆန်စလွန်ရေဒါက ပြင်းပ200အထိထောင်လန်းနိုင်အောင်တိတိတသာအစင်းမြင့်တင်ထားရလို့ဆိုပါရယ်။ဒါဟာမူလစွမ်းဆောင်ရည်ထက်လေးစားအထိတိုးတက်လာတာဖြစ်ပြီးတော့ပုံမခင်မီတဲ့ software နဲ့ computer စွမ်းရည်တွေကိုအသုံးပြုထားတာကြောင့်ဖြစ်နိုင်ပါရယ်။ဒီလိုအစင်းမြင့်ထားတဲ့ရေဒါတစ်ခုလုံးဖျက်ဆီးခံရတာကရုရှားရဲ့စစ်ရေးစွမ်းရည်အတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုဖြစ်ပါတယ်။ဒါအပြင်ဒီစနစ်ရဲ့ 3D သုံးပတ်မြင်စွမ်းရည်ကလည်းအထူးဂရုပြုစရာပါ အရက်မျက်နှာနဲ့အကွာအဝေးကိုသာဆုံးဖြတ်နိုင်တဲ့ Kihon 2D Radar တွေနဲ့မတူဘဲ Zaslon FN အဆိုရင်တော့လေတဲကပြမှတ်တွေအတွက် တည်ကြတဲ့အချက်လက်တွေကို Zeslon MF ကနေပြီးတော့ပေးပါရယ်ဒီသုံးပတ်မြင်ပုံရိပ်ကမြင့်မြင့်ပြန်တဲ့နေ့လေးရင်နေနဲ့ဗလိမျက်နှာပြင်ကိုထိကက်ပြန်တဲ့ဒုံးကြီးတွေကိုခွဲခြားသိမြင်ဖို့အရေးပါပြီးကာကွယ်ရေးစနစ်တွေကတင့်တော်တဲ့နီလန်းတွေကိုအသုံးပြုပြီးတုံ့ပြန်နိုင်စေပါရယ်ဒီမောပေါ်မှာဆိုရင် Zeslon ကလက်နက်စနစ်တွေထိန်းချုပ်မှုကွန်ပျူတာတွေနဲ့ကုကေးစင်တာတွေနဲ့ချိတ်ဆက်ထားမှာပါရေဒါကိုတင်မောရဲ့ကြီးမားတဲ့တာဝါ Super Structure ပေါ်မြင့်မြင့်တင်ထားတာကြောင့်ထောက်လန်းနိုင်တဲ့အကွာအဝေးပို့က ောင်းစီပြီးတော့တင်မောရဲ့ဂျန်နရေတာတွေကအစမပြတ်လေပတ်ဖို့အတွက်အကန့်အသတ်မရှိစွမ်းအင်ကိုပေးစွမ်းမှာပါဒီစနစ်တစ်ခုလုံးကိုရေတပ်ပြည်သူကပညာနဲ့အညီဒီဇိုင်းထုတ်လုပ်ထားတာပါဂျန်တန်နဲ့ပင်လယ်ပြင်အတွက်တုံခမှုတန်ခံနိုင်တဲ့တက်ဆင်မှုတွေပင်လယ်ရေကိုအသုံးပြုတဲ့အေးပေးစနစ်တွေနဲ့တင်မောရဲ့တိုက်ခိုက်ရေးစနစ်တွေနဲ့ချိတ်ဆက်နိုင်တဲ့ interface တွေပါဝင်ပါတယ် ဒါဆိုရုရှားကဘာကြောင့်ရေတပ်သုံးရေဒါစနစ်တစ်ခုကိုရုရှင်းတဲ့တာမန်တန်ချက်ကထရက်ကားတစ်စီးပေါ်မှာတက်ဆင်ပြီးတော့အသုံးပြုနေတာလဲဆိုတော့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင်ပါပထမဆုံးစဉ်းစားမိတာကတော့ ရုရှားဟာဒီရေဒါကိုသမော်တစင်းပေါ်မှာတက်ဆင်ဖို့အတွက်တည်ယူနေတာဖြစ်နိုင်တယ်ဆိုတဲ့ theory ပါပဲ။ဒါပေမဲ့ဒီ theory ကဟာကွက်တီအများကြီးရှိပါတယ်။အဓိကအဖြစ်ရုရှားမှာသမော်စိတ်ပိုင်းတွေကိုတိုက်ပွဲနေမြေကနေဝေးရာကိုတည်ယူဖို့အတွက်ယုံကြည်စိတ်ချရတဲ့ထောက်ပံ့ပို့ဆောင်ရေးတွေရှိပြီးသားပါ။ယူကရိန်းစစ်တပ်ရဲ့အစီရင်ခံစာမှာတိုက်ခိုက်ခံရတဲ့တိကျတဲ့နေရာကိုမဖော်ပြထားပေမဲ့ကာမီကာစီ တိုက်ခိုက်မှုတွေမှာအသုံးပြုတဲ့ပထမလူမြင်ကွင်း FPV drone တွေက ရုရှားနယ်မြေရဲ့အတွင်းပိုင်းအထိသွားနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတစ်ခုကတော့ရုရှားဟာပင်လယ်နယ်ထဲမှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်သင်္ဘောအများအပြားဆုံးရှုံးခဲ့ရလို့ပါပဲ။ယူကရိန်းကနက်ပ်တွန်ဒုံးကြီးတွေနဲ့ရေတပ်သုံးဒရုန်းတွေကိုအသုံးပြုပြီးရုရှားစစ်သင်္ဘောတွေကိုထိထိရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သင်္ဘောတွေနင်းမြုပ်သွားတဲ့အခါအဲ့ဒီသင်္ဘောတွေပေါ်မှာတက်ဆင်ထားတဲ့အရေးပါတဲ့ရေတပ်သုံး reader စနစ်တွေပါဆုံးရှုံးသွားပါတယ်။ဒါကြောင့်ရုရှားက reader စနစ်တွေချက်ချင်းလို့ပြန်လည်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလို reader တွေပြန်လည်လာတော့ရုရှားအနေနဲ့ပင်လယ်နဲ့ကမ်းရိုးတန်းတစ်လျှောက်မှာလေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါကာကွယ်မှုတွေအရေးတကြီးလိုအပ်လာပါတယ်။ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဟန်တားဖို့အတွက် လုံလောက်တဲ့မြေပြင်အခြေစိုက်ရေဒါတွေမရှိတော့တဲ့အခါရုရှားကစိတ်ပြက်လက်ပြက်တဲ့ဒင်မောရေဒါဇက်စလွန်လိုမျိုးစနစ်တွေကိုပါထရက်ကားရီပေါ်တင်ပြီးတော့ဂုံတွင်းမှာအသုံးပြုနေရတာဖြစ်ပါတယ်။ရုရှားပထမဆုံးကျူးကျော်တော့ကယူကရိန်းစစ်ကမ်းတွေကိုပိတ်ဆို့ပြီးပင်လယ်နဲ့ကိုဝင်ရောက်ခွင့်ကိုအကြီးအကျယ်ကန့်သတ်နိုင်ခဲ့ပါတယ်။ ယူကရိန်းနေနဲ့ရုရှားပြည်နယ်နဲ့ရှေ့နယ်ကိုအပီးအပိုင်တွန်းလှန်ပြီးတော့ယူကရိန်းကံယူရန်ကနေပိုဝေးတဲ့နေရာကိုပြောင်းရွှေ့ဖို့တနစ်ကျော်အချိန်ယူခဲ့ရပါတယ်။ဒါပေမဲ့ရေဒါအကာအကွယ်လိုအပ်ချက်ကတော့မလျော့နေသေးပါဘူး။ယူကရိန်းရဲ့တိုက်ခိုက်နိုင်စွမ်းတွေတိုးလာတာနဲ့အမျှ ပို့ပြီးတော့အရေးကြီးလာပါသေးတယ်။ဘိန်းတွေပါတဲ့ truck ကားတွေပေါ်မှာတက်ဆင်ထားတဲ့ reader တခုကဂန်ယူရန်တခြားမှာအလွယ်တကူတက်ဆင်ပြီးပြောင်းရွှေ့နိုင်တာကြောင့်ခိုင်မာတဲ့ဂျိုတင်သတိပေးစနစ်အဖြစ်ဆက်လက်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ရုရှားကသူတို့ရဲ့ Zeppelin reader ကိုသင်္ဘောပေါ်မှာတက်ဆင်မဲ့အစား truck ကားပေါ်မှာတင်ပြီးစစ်မြေပြင်ကိုယူလာရတဲ့အခြေအနေက ရုရှားရဲ့စီရီအာနေချက်ကိုပြသနေပါတယ်ဒီရီဒါစနစ်ကိုရေတက်သုံးမဟုတ်ဂန်ယူရန်ကိုကာကွယ်ဖို့ဆက်သုံးမလားဒါမှမဟုတ်ယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်မဲ့ကွန်ရက်တစ်ခုမှထည့်သုံးမလားဆိုတာမိကွန်းထုတ်စီရပါနောက်ထပ်ဖြစ်နိုင်စီတစ်ခုကတော့ရုရှားကဒီရီဒါကိုရုရှားပြည်မကြီးထဲမှာ ကုန်းတွင်းသုံးရေဒါအဖြစ်အသုံးပြုတာပါဒီအချက်က တော်တော်လေးဖြစ်နိုင်ခြေရှိပါတယ်ဘာလို့လဲဆိုတော့တိုက်ခိုက်ခံရတဲ့ရေဒါကိုထရက်ကားပေါ်မှာတွေ့ရပြီးယူကရိန်းဒရုန်းမောင်းသူတွေကကတ်စတေတာမှာလှူရှာနေရလို့ယူဆရလို့ပါပဲကတ်စတေတာကပင်လယ်နဲ့တော်တော်လေးဝေးပါတယ်တကယ်လို့တိုက်ခိုက်ခံရတာကကတ်စမှာဆိုရင်ရုရှားကဒီရေဒါကိုမြေပြင်မှာပဲသုံးဖို့စူးစမ်းနေရဆိုတာပို့ပြီးတော့ယုံကြည်နိုင်ပါတယ်ဒီအချက်ကိုစစ်ပွဲအတွင်းနောက်ထပ်ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုကဟုတ်မှန်ကြောင်းထောက်ခံနေပါတယ် ်ရုရှားရဲ့ကုန်းတွင်းသုံးရေဒါကွန်ရက်ကတော်တော်လေးထိခိုက်ပျက်စီးခဲ့ရပါတယ်ယူကရိန်းတပ်ဖွဲ့တွေကရှီတန်ကလီချောင်းရန်ကာဝေးရေဒါတွေကို စနေတကြားလိုက်ရှာပြီးဖျက်ဆီးခဲ့ကြပါတယ်ဒီလိုဖျက်ဆီးမှုတွေကြောင့်တိစောက်ထားတဲ့ရေဒါတွေကုန်သွားတဲ့အခါရုရှားကစံသစ်တီထွင်မှုလုပ်ရပါတော့တယ်ရေဒါသုံးပစ္စည်းတွေကိုကုန်းတွင်းပိုင်းမှာအသုံးပြုဖို့ကမောက်ကမပြင်ဆင်တာမျိုးတောင်လုပ်ရပါတယ် ဒါပေမဲ့ဒီလိုပြင်ဆင်အသုံးပြုခြင်းကနေပညာအခက်ခဲတွေအများကြီးရှိပါတယ်။ Thermal Radar တွေကခုံပေါ်နဲ့မတူတဲ့တိကျပတ်ဝန်းကျင်အတွက်ဒီဇိုင်းထုတ်ထားတာပါ။ဥပမာ Zenslon Radar ရဲ့ AAB စနစ်တွေကဘယ်လေရီကိုအများကြီးသုံးဖို့လိုထားတာမို့ AAB စနစ်တွေကိုလုံးဝပြင်ပြင်ရပါမယ်။ ်သင်္ဘောဂျန်နရေတာတွေအတွက်ဒီဇိုင်းထုတ်ထားတဲ့ power စနစ်တွေကို truck ကားပေါ်တင်ထားတဲ့ဂျန်နရေတာတွေအတွက် ပြန်လည်ပြင်ဆင်ရပါမယ်။အရေးကြီးဆုံးကတော့ရေတပ်ပြင်းမှတ်တွေအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ radar ရဲ့ software နဲ့ပြင်းမှတ်ရှာဖွေမှုနည်းလမ်းတွေကဂုံးတွင်းပိုင်းပြင်းမှတ်တွေနဲ့ဆိုရင် အခက်အခဲရှိလာနိုင်ပါတယ်။ ဒါအပြင်ရေဒါကိုတက်ဆင်မဲ့ truck ကားကိုစောင်းကြည့်ထောင်လိုင်းရေးအထွက်ပဲသုံးနိုင်ပါတယ်။ဘာလို့လဲဆိုတော့ရေဒါကိုရိုင်းက S400 ဒါမှမဟုတ် Pensier လို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလက်နက်ပြလို့စနစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာမဟုတ်လို့ပါ။ဒီရီဒါကစောင်းကြည့်ထောင်လန်းတဲ့အစိပ်အပိုင်းကိုအစားထိုးနိုင်ပေမဲ့ကျန်တဲ့စနစ်တွေကတော့ဒီကာဝေးစနစ်တွေရဲ့မူရင်းရွှေရှားနိုင်စွမ်းတမမဟုတ်ကာကွယ်နိုင်စွမ်းကိုမှတ်မိပါဘူး။ဒါပေမဲ့ဒီလိုပြင်ဆင်သုံးစွဲနေတာက ရုရှားရဲ့စစ်ရေးစီမံကိန်းအကြောင်းကိုအများကြီးပြောပြနေပါတယ်ခင်မီစစ်တပ်တွေကပျက်စီးကြိယာအယံအင်အားကို ထိမ့်သိမ်းပြီးတော့ စစ်ပွဲဆုံးရှုံးမှုတွေကိုကြိုတင်စီစဉ်ထားလေးရှိပါတယ်။ရုရှားကရေတပ်ပစ္စည်းတွေကိုဂုံတွင်းပိုင်းစစ်စင်ရေးအတွက်ပြန်ဖြုတ်ယူသုံးစွဲနေရတယ်ဆိုတာကသူတို့ရဲ့စစ်ပွဲမတိုင်ခင်ခမန်းချက်တွေထက်အစာပေါင်းများစွာဆုံးရှုံးနေတာဒါမှမဟုတ်ဆလနက်ကရိယာတွေကိုအစကတည်းကပို့ပြီးတော့တွက်ချမိရလို့ပြောနိုင်ပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့အကျိုးသက်ရောက်မှုကရုရှားလေကြောင်းရန်ကာကွယ်ရေးအတွက်ပြဿနာတွေဆင်ခဲဖြစ်ပေါ်စေပါတယ်။ခင်မီပေါင်းဆက်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ရေဒါကာဗာလုပ်ငန်းတွေကိုထင်နေအောင်အသုံးပြုပြီးတော့စနေတစ်ခုကနောက်တစ်ခုအတွက်ကာဗာလုပ်ပြီးကတိုက်ခိုက်မှုအတွက်ထောင်လန်းနိုင်ကြီးကို တိုးမြင့်ပေးပါတယ်။ယူကရိန်းကရေဒါတစ်ခုစီကိုဖျက်ဆီးတဲ့အခါကာကွယ်ရေးစနစ်တွေမှာကွက်လက်တွေဖြစ်ပေါ်လာနေပါတယ်။ရလတ်အနေနဲ့ကြန့်ရှိနေတဲ့စနစ်တွေကပို့ပြီးတော့ကာကွယ်ပေးနိုင်အောင်ကြိုးစားမှာဖြစ်ပြီးတော့သူတို့ရဲ့ထောင်လန်းခံရနိုင်ကြီးကိုတိုးစီပါတယ်။နောက်ဆုံးမှာတော့ယူကရိန်းကရေဒါတွေပုံများများဖျက်ဆီးနိုင်လေလေ ရေရှည်မှာပို့ပြီးတော့ဖြည့်ဆည်းပြနိုင်ဖို့အခွင့်အရေးများလေးလေးဖြစ်ပါတယ်။ဒါကယူကရိန်းရဲ့ဖြူဟာအတွက်ကိုအရေးအကြီးဆုံးကဏ္ဍတစ်ခုဖြစ်နိုင်ပါတယ်။အဲဒါကတော့လက်နက်ပစ်ခဲ့သူတွေကိုပြင်မှတ်ထားတာထက်အာယုံကန်စနစ်တွေကိုပြင်မှတ်ထားတာပါပဲ။ S400 ဒုံးကြီးပြလို့ဆက်တွေကိုဖြည့်ဆည်းတာကသတင်းကောင်းစီးတွေမှာပါလာပေမဲ့သူတို့ကိုလမ်းညွန်ပေးတဲ့ရေဒါတွေကိုဖြည့်ဆည်းတာကပို့ပြီးတော့ထိခိုက်စေပါတယ်။ရေဒါမပါပဲဒုံးကြီးတက်ဆင်ထားရဆိုရင်မျက်စိကန်းနေတယ်လို့ပါပဲမမြင်နိုင်တဲ့ပြင်းမှတ်တွေကိုတိုက်ခတ်လို့မရတဲ့ဇ ေးကြီးတဲ့ပိုက်ပြုံတွေတသာဖြစ်သွားပါတယ်ရုရှားတပ်ဖွဲ့တွေကစစ်အင်အားလက်နက်အရေအတွက်အားဖြင့် တိတိတတအတာစီရနေပေမဲ့ယူကရိန်းကဒီစစ်ပွဲမှာရပ်တည်နိုင်ခဲ့တဲ့အကြောင်းရင်းတွေကတခုကတော့ရုရှားရဲ့အယုံကြည်စိတ်ချရတဲ့ရေဒါစနစ်တွေမရှိခြင်းပဲဖြစ်ပါတယ်။ရုရှားမှာအမြောက်တီနဲ့တာဝေးပြက်လက်နက်တွေအများကြီးပိုင်ဆိုင်ထားပေမဲ့ထိရောက်တဲ့ရေဒါကူညီမပါပဲယူကရိန်းရှေ့တန်းကိုမျက်စိမိတ်ပြစ်ခတ်နေရတယ်လို့ဖြစ်နေပါတယ်။ဒီလိုပြုဟာကယူကရိန်းကိုဖိအားပေးနိုင်ပေမဲ့ပြစ်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အဆူညံတန်တွေကရန်သူကိုတတိထားမိစေတယ်လို့ဒီလိုဇတိုက်ပြစ်ခတ်နိုင်ဖို့အတွက်ခေယံမီကြောင့်အများပြားလဲလိုအပ်ပါတယ်။လက် ရှိမှာတော့ရုရှားကဒီအချက်နှစ်ချက်စလုံးမှာအခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ရေဒါစနစ်ဖျက်ဆီးတာအပြင်ယူကရိန်းကရုရှားတနိုင်ငံလုံးမှာရှိတဲ့အရေးပါတဲ့ခဲယမ်းကြောင်းပြီးဂိုဒေါင်တွေကိုလည်းပိတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒီဂိုဒေါင်တွေကိုဖျက်ဆီးပစ်ခြင်းအပြင် ရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကိုထိခိုက်စေပြီးတော့စည်ရေးလှုံ့ဆော်မှုတွေကိုနှောင့်နှေးစေဖို့ဖိအားပေးနိုင်ပါတယ်။လက်ရှိယူကရိန်းနဲ့ရုရှားစစ်ပွဲမှာအဓိကအချက်တွေကတော့ရေဒါစနစ်တွေဖျက်ဆီးခံရတာနဲ့ယူကရိန်းရဲ့နေဆက်ဖြတ်ကျော်စစ်စင်ရေးတွေပဲဖြစ်ပါတယ်။ရုရှားရဲ့လေကြောင်းရန်ကာဝေးစနစ်တွေဖြစ်တဲ့ S300, S400 တို့လိုစနစ်တွေအတွက် လိုအပ်တဲ့ဒုံးကျည်တူလောင်ယုံတွေဖြည့်ဆည်းခံရတဲ့အခါဒီကာကွယ်စနစ်တွေကဒုံးကျည်မရှိတော့ပဲရေဒါတက်တက်လို့ဖြစ်သွားပြီးအလွယ်တကူရှာဖွေဖြည့်ဆည်းခံရနိုင်ပါတယ်ရေဒါတွေဖြည့်ဆည်းခံရတာများလာတဲ့အခါရုရှားရေဒါထိန်းချုပ်သူတွေက စေတပိုင်းဆိုင်ရာဖိအားတွေကြုံရပါတယ်။သူတို့အချက်ပြမှုတွေထုတ်လွှင့်ရင်ရန်သူကခြေရာခံမိမှာကိုကြောက်ပြီးမထုတ်လွှင့်ရင်လည်းတာဝန်ပြက်ကွက်မှာကိုစိုးရင်ရပါတယ်။ဒီလိုကြောင်ရွံ့မှုတွေကြောင့်သူတို့ရဲ့လုံဆောင်နိုင်စွမ်းမှာကျဆင်းလာပါတယ်။အမြောက်တက်တဲ့တခြားအကွာအဝေးတို့ပြစ်ခတ်မှုတွေက drone နဲ့ရှင်ရင်အားနည်းချက်တွေရှိပါတယ်။အမြောက်ပြစ်လိုက်တိုင်းထွက်ပေါ်လာတဲ့အစားအနာတွေကို Ukraine drone တွေကခြေရာခံပြီးပြန်တိုက်ခိုင်းနိုင်လို့နှစ်ဖက်စလုံးကပြစ်ပြီးမိတ် Fire and Forget စွမ်းရည်တွေကိုအကောင့်ထဲပေါ်ပြီးတော့မြ мян ပြစ်ပြီးနေရာရှိနိုင်တဲ့နေရာတွေကိုပို့ပြီးတော့အသုံးပြုလာကြတာလည်းဖြစ်ပါတယ်။ဆက်ပြီးတော့ပြောရမယ်ဆိုရင်ယူကရိန်းရဲ့အောင်မြင်မှုတွေထဲမှာ Kharkiv စစ်ရင်းနဲ့ Belgorod ကျူကျော်မှုတွေကအရေးကြီးပါတယ်။2024ခုနှစ်ဩဂုတ်လမှာစတင်ခဲ့တဲ့ကတ်ဆစ်စင်ရေးမှာယူကရိန်းကရုရှားပိုင်နယ်ထဲကိုဝင်ရောက်ပြီးခြေကုပ်ယူနိုင်ခဲ့ပါတယ်။ဒါကရုရှားအတွက်စီးရေးအယမဟာဗျူဟာမြောက်ချင်းကဲရခတ်တဲ့ပြဿနာကိုဖန်တီးပေးခဲ့ပါတယ်။ ရုရှားပြည်သူတွေအနေနဲ့လည်းကိုယ်နိုင်ငံဟိုတောင်စစ်တပ်ကကာဝေနိုင်ခြင်းမရှိဘူးဆိုတာကိုလက်တွေ့မြင်လိုက်ရပါတယ်။ခါစကားနဲ့ယူကရိန်းကရုရှားရဲ့စီးရေလှုပ်ရှားမှုတွေကိုစောင့်ကြည့်နိုင်ပြီးထောက်ပံ့ရေးနေရာတွေကိုတိုက်ခိုက်နိုင်တဲ့အပြင်အရေးကြီးတဲ့အဆောက်အုံတွေကိုလည်းဝင်ရောက်စီးနင်းနိုင်ပါတယ်။ဒီစစ်စင်ရေးကြောင့်ရုရှားဟာစစ်တပ်အင်အားတွေကိုနေဆက်ကာကွယ်ရေးအတွက် လွှဲပြောင်းသုံးဆွဲရလို့တခြားနေရာတွေမှာထိုးစစ်ဆင်ဖို့အားနေသွားပါတယ်။၆လကျော်ကြာနေနေခဲ့ရပေမဲ့ cast မှာနေမြေတချို့ကတိုက်ပွဲတွေပြင်းထန်နေတုန်းပါပဲ။ background မှာတော့နေမြေသိမ်းပိုက်တာထက်လင်မြန်တဲ့တိုက်ခိုက်မှုတွေလုပ်ပြီးတော့ပြန်လည်ဆုတ်ခွာတာကို sugaring ကအလေးထားလို့ဆောင်နေပါတယ်။ဒီနေဆက်ဖြတ်ကျော်စစ်စင်ရေးတွေကရုရှားကိုထိုးစစ်တရားနေကာဝေးဘက်ကိုအင်အားတွေပြောင်းလဲသုံးဆွဲစီပြီးယူကရိန်းအထွတ်အနာဂတ်ညှိနှိုင်းမှုတွေမှာအပေးအယူလုပ်နိုင်တဲ့အခွင့်အလမ်းတွေကိုပေးပါတယ်။စိတ်ပိုင်းဆိုင်ရာအရာလဲယူကရိန်းကဘယ်နဲ့ နေရအောင်မဆိုတိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသတာရုရှားစစ်တပ်ရဲ့စိတ်ဓာတ်ကိုကြာစင်းစေပါတယ်။ရုရှားရေဒါတွေကိုဖျက်ဆီးနိုင်တာကယူကရိန်းရဲ့မြေပြင်စစ်စင်ရေးတွေကိုအထောက်အကူပြုပြီးဒီစစ်စင်ရေးတွေကလည်းရုရှားကရေဒါအသစ်တွေပြန်ချထားတဲ့အခါထပ်မံဖျက်ဆီးဖို့အခွင့်အရေးတွေဖန်တီးပေးပါတယ်။ဒီအခြေအနေတွေကိုကြည့်ရင်ရုရှားကစိတ်ပြက်အားငယ်နေပုံရပါတယ်။သမောရေဒါတွေကိုကုန်တင်ကားတွေပေါ်တပ်ဆင်ပြီးအသုံးပြုနေရတာက သူတို့ရဲ့ပစ္စည်းကိရိယာတွေပြက်လက်နေတယ်ဆိုတာကိုပြသနေပါတယ်။ဒီလိုယာယီဖြည့်ရှင်းမှုတွေကချက်ချင်းပြဿနာကိုဖြည့်ရှင်းပေးနိုင်ပေမဲ့ရန်သူတွေအတုံးချနိုင်တဲ့အားနည်းချက်အစ်စ်တွေကိုဖန်တီးပေးပါတယ်။ယူကရိန်းနေနေကတော့ဒီအားသာချက်တွေကိုဆက်ပြီးတော့အတုံးချသွားဖို့လိုအပ်ပါတယ်။ နိုင်ငံတကာအတိုင်းဝိုင်းတွေကလည်းဒီဖြစ်ပေါ်တိုးတက်မှုတွေကိုအနီးကပ်စောင့်ကြည့်နေပြီးတော့နေတိုးနဲ့တရုတ်တို့ကယူကရိန်းရဲ့နည်းပြူဟာတွေကိုလေ့လာနေကြပါတယ်။နောက်ဆုံးမှာညှိနှိုင်းမှုတွေဖြစ်လာတဲ့အခါယူကရိန်းရဲ့အစီအေးအောင်မြင်မှုတွေကသူတို့ရဲ့ယက်တီချက်ကိုပို့ပြီးတော့ခိုင်မာစေမှာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကြည့်ပြီးတော့ရုရှားရဲ့ယာယီဖြည့်ရှင်းနည်းတွေကပြဿနာတွေကို ရေရှည်ဖြည့်ရှင်းနိုင်မလား။ဒါမှမဟုတ်ပိုဆိုးလာစေမလား။ယူကရိန်းရဲ့ဆက်လက်အောင်မြင်မှုတွေက စစ်ပွဲရဲ့လမ်းကြောင်းဘယ်လိုမျိုးပြောင်းလဲစေနိုင်မလဲဆိုတာမိမိတို့ရဲ့အမြင်လေးတွေကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိတရှိပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။